မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ24ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်စော်လုံမြို့နယ်လန်ဆယ်ဒေသမှာမနေ့ကစက်တဘာလ23ရက်နေ့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဒေသုံထိခိုက်မှုတွေများပြားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဟာစက်တဘာလ19ရက်နေ့မှာ KIA တင်ထားတဲ့လန်ဆယ်ဒေသကို ပြန်လည်ရယူနိုင်ရေးအတွက်ထိုးစစ်ဆင်ခဲ့ရာ9ရက်ဇက်တိုက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။လန်ဆယ်ဒေတာကလာဟီဆဲစခန်းမြောက်ဘက်နေရာဝင်ရောက်နေရာယူထားတဲ့စစ်ကောင်စီပြည်သူ့စစ်ပူးပေါင်းတပ်ကိုစက်တင်ဘာလ23ရက်နေ့နေ့လယ်ပိုင်းမှာတိုက်ခိုက်နိုင်ခဲ့ပြီးတော့တောင်ကျောကိုဆက်လက်ရှင်းလင်းနေတယ်လို့ကချင်ရှိတိုင်းသတင်းရင်းမြစ်ကအသိပေးထားပါတယ်။အခြားစစ်ရေးသတင်းရင်းမြစ်တို့ကလည်းငါတို့စခန်းကိုပြန်ရပြီး စစ်ခွေးတွေတေတာမှအများကြီးပဲကာကင်းကုန်းတစ်ခုပါစခန်းကြီးတော့မဟုတ်ဘူးအခုတော့အကုန်ပြန်ရပါပြီလို့လမ်းဆယ်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ပြည်သူစစ်တပ်တွေထိုးစစ်အစမှဝင်ရောက်ထားနိုင်ခဲ့တဲ့နေရာတွေဟာပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့မှတ်ချက်ပြုထားပါတယ်စစ်ကောင်စီဟာလမ်းဆယ်အပါအဝင် KIA တိမ့်ပိုက်ထားတဲ့နေမြေတွေကိုပြန်လည်ရရှိဖို့အတွက်ကချင်ဒေသကပြည်သူစစ်အင်အားတွေကိုအသုံးပြုထိုးစစ်ဆင်နေရဝိုင်းပေါ်မြို့နယ်လမ်းမြန်ဒေသမှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတာညာမြို့နယ်လင်းကတော်ရဲစခန်းကိုလာတဲ့အချမ်းဘတ်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်မှုတွေရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ12ရက်နေ့မှာညာမြို့နယ်လင်းကတော်ရဲစခန်းကိုလာတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုတိုက်ခိုက်မှုအတွင်းမှာအချမ်းဘတ်စစ်တပ်ဘက်ကထိခိုက်သိမ်းဆုပ်မှုအရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးပဲတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ စစ်ခွေးတွေဘက်ကထိပေမဲ့အရေးဘက်တော့အတိအကျမပြောနိုင်သေးဘူးစစ်ခွေးစစ်ကြောင်းကရေစကြိုဘက်ကနေမြန်မြွနဲ့လင်းကတော်ရဲစခန်းကိုလာတဲ့စစ်ခွေးစစ်ကြောင်းပါလို့မြန်မြွနဲ့နိုင်ငံအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်အဲ့ဒီအချမ်းဖတ်စစ်ခွေးစစ်ကြောင်းဟာရေစကြိုမြို့နယ်အတွင်းမှာရှိတဲ့ခလာရ196တပ်ရဲ့ နေငါခွန်တရင်နဲ့နေငါရှက်တရင်တို့ကအင်အား120နဲ့ထွက်ခွာလာခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတက်ခိုက်မှုကိုနဂနီအထူးတက်ခိုက်ရေးတပ်ဖွဲ့နဲ့မဟာမိတ်တပ်ဖွဲ့များကပူးပေါင်းတက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တိုက်ပွဲအတွင်းမှာအုံပြုတဲ့ကင်းထောက် drone နဲ့စီပျက်စီးဆုံးရှုံးခဲ့တဲ့အတွက်ကြောင့်ဆက်လက်ပြီးတော့ကင်းထောက်မှုများပြုလုပ်နိုင်ရန်အတွက်ပြည်သူများကပူးပေါင်းပါဝင်ပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမခုတ်ကူမြို့နယ်အင်မင်ရွာတောင်ဘက်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ဂိမ်းစခန်းကိုရော့ကတ်များနဲ့ပစ်ခတ်တိုက်ခတ်ရာစစ်ခွေးများထိခိုက်ဒိဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တဘာလ22ရက်နေ့နေ့လယ်7:00နာရီခန့်ကပခုတ်ကူမြို့နယ်အင်းမင်ကျေးရွာတောင်ဘက်မှာဂိတ်စခန်းဖွင့်ကအထိုင်ချတပ်ဆွဲထားတဲ့စစ်ခွေးတွေဟာအင်အားဖြစ်တင်းထားပြီးတော့စစ်ကြောင်းထိုးရန်ပြင်ဆင်နေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကရော့ကက်3လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွဲမှာစစ်ခွေးတွေရှိတဲ့နေရာကိုကြောက်ရောက်ပောက်ကွဲပြီးတော့စစ်ခွေးတွေဘက်ကထိခိုက်မှုရှိကအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။တိုက်ခိုက်မှုအတွဲမှာအထိနာခဲ့တဲ့စစ်ခွေးတွေဟာလက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်ခဲ့တော့လေပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ ြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။၎င်းတက်ခတ်မှုကိုပခုတ်ကူမြို့နယ်ပကပတိုက်ရင်တဲပခုတ်ကူမြို့နယ်ပကပလက်နက်ကြီးတပ်ဖွဲ့ Cobra 1နဲ့ Burma Revolution Rangers တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနေ့ညနေပိုင်းမှာအဲ့ဒီဂိတ်စခန်းကစစ်ခွေးစစ်ကြောင်းထွက်လာပြီးတော့စစ်ပင်းရှောင်တဲများကိုမိရှုဖျက်ဆီးသွားတယ်လို့သိရပါတယ်။ဒါအပြင်မနေ့ကစက်တင်ဘာလ23ရက်နေ့မနေ့ပိုင်းမှာလည်းအင်းမင်းရွာစစ်တပ်စခန်းကလက်နက်ကြီးနှလုံးနဲ့ရန်တမ်းပစ်ခတ်ခဲ့တဲ့အပြင် စက်တက်၄ထီးနှစ်စီးနဲ့ဘုံသီးနှလုံးကျဲချသွားတယ်လို့သိရပါဗျ။အချက်ဘတ်စစ်ခွေးတက်ကအပြစ်မဲ့တဲ့ပြည်သူများကိုပြစ်မှတ်ထားပြီးတော့လေးချောင်းလက်နက်ကြီးများနဲ့တိုက်ခိုက်နေခြင်းကြောင့်ပြည်သူများအနေနဲ့ဆွေရဲသတင်းများကိုအထူးကြိုးစိုက်ပြီးတော့နေထိုင်ပေးကြပါရန် Cobra 1တပ်ဖွဲ့ကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေအားလုံးထဲမှာစစ်တပ်ကိုယ်စားလှယ်တအုပ်ကိုထယ်သွင်းဖွဲ့စည်းရမယ်လို့မင်းအောင်လှိုင်ကညွှန်ကြားချက်ထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ30ရက်နေ့မှာစစ်ကောင်စီကမြို့နယ်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်များကိုညွှန်ကြားချက်အမှတ်၄မြင်းဆောင်2025နဲ့ထုတ်ပြန်ခဲ့ပြီးတော့အဲ့ဒီညွှန်ကြားချက်ထဲမှာနိုင်ငံတော်အလုံးမှာရှိတဲ့မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာအကောင့်ထက်ဖော်ရမှာအုပ်ချုပ်ရေးအဖွဲ့များရဲ့ဖွဲ့စည်းပုံတာဝန်နဲ့လုပ်ငန်းစဉ်များအလုံးကိုသတ်မှတ်ပေးထားတယ်လို့သိရပါတယ်။ထူးခြားချက်အနေနဲ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များအလုံးထဲမှာစစ်တပ်ရဲ့ကိုယ်စားလှယ်တအုပ်ကိုထဲသွင်းဖွဲ့စည်းရမှာဖြစ်တယ်လို့သိရပါတယ်။ မျိုးပြအုပ်ချုပ်ရေးအမိန့်ညွှန်ကြားချက်ထုတ်တာပါဥပဒေလည်းမဟုတ်တော့နောက်တက်လာမယ့်အစိုးရတွေကမပယ်ဖြန့်ရင်မပြတ်ဘူးဥပဒေဆိုရင်တော့လွတ်တော်ကအတီးပြုတ်ပြင်ဆင်တာဖြတ်သိမ်းတာလုပ်လို့ရတယ်ညွှန်ကြားချက်ကတော့နောက်အစိုးရအဆက်ဆက်မပယ်ဖြန့်ရင်အမြဲတမ်းကျင့်သုံးရမယ့်ညွှန်ကြားချက်ဖြစ်မှာပါလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်မင်းအွန်လိုင်းထုတ်ပြန်ခဲ့တဲ့မြို့နယ်စီမံခန့်ခွဲရေးနဲ့အုတ်ချုပ်ရေးကော်မတီအဖွဲ့များမှမြို့နယ်အုတ်ချုပ်ရေးမှုဥက္ကဋ္ဌအဖြစ်ထွေးဥရရှိက၎င်းစစ်တပ်ကိုယ်စားလှယ်တအူးစီမံကိန်းရေးဆွဲရေးဦးစီးဌာနမြို့နယ်ဦးစီးမှု မြို့နယ်ဥပဒေအရာရှိမြို့နယ်လာဝကဦးစီးမှုမြို့နယ်အုပ်ချုပ်ရေးမှုကတာဝန်ပေးရသူတဦးတို့ကအဖွဲ့ဝင်များအဖြစ်ဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါဗျ။မြို့နယ်ရဲတပ်ဖွဲ့မှုကတော့အတွင်းရေးမှုအဖြစ်နဲ့ဆောင်ရွက်ရမှာဖြစ်ပြီးတော့မြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးအဖွဲ့များမှာအဖွဲ့ဝင်9ဦးပါဝင်မှာဖြစ်တယ်လို့သိရပါဗျ။လက်တလုံးမှာလည်းစစ်ခွေးတပ်ကတနိုင်ငံလုံးမှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကိုဖွဲ့စည်းထားပြီးတော့အဲ့ဒီအဖွဲ့တွေထဲမှာဗိုလ်မှူးများကိုအုပ်ချုပ်ရေးအဖွဲ့ဝင်များအဖြစ်နဲ့ခန့်အပ်ထားတာကိုတွေ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းပသိမ်မြို့အမတ်ရှိရက်ကွက်ယာအိမ်မှုမြင့်ကိုကရက်ကွက်နေပြည်သူကိုစောမင်းထွေးကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်မှုထမ်းတပ်သားအဖြစ်နဲ့စစ်တပ်ထမ်းကိုငွေကျပ်3130နဲ့ရောင်းစားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပသိမ်မြို့အမတ်ရှိရက်ကရာယမှုမြင့်ကိုခေါ်ရဲကြီးဟာအကြမ်းမဲ့စစ်တပ်ခန့်အုပ်ချုပ်ရေးမှုဟန်ဝင်းအောင်ကိုအသိပေးခြင်းမရှိဘဲနဲ့စစ်မှုထမ်းအပတ်စဉ်16အတွက်ရက်ကနေပြည်သူကိုစောမင်းထွေးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်အခုလိုပေါ်တာဆွဲဖမ်းဆီးပြီးတဲ့နောက်ကံကြီးတောင်မြို့နယ်တရက်ကွင်းချေရွာအုပ်စုကိုစစ်မှုထမ်းလူစားထုတ်အဖြစ်နဲ့အကြမ်းမဲ့စစ်တပ်ထံကိုငွေကျပ်3130နဲ့ရောင်းစားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ပတိမျိုးအမတ်ရှင်ရက်ကွက်ယာယီမှုမြင့်ကိုကရက်ကွက်နေပြည်သူကိုစောမင်းထွေးကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့လူစားထုံးစစ်မှုထမ်းတပ်သားအဖြစ်နဲ့ငွေကျပ်330နဲ့ရောင်းစားလိုက်တာပါအဲ့ဒီကရလာတဲ့ပတ်စံတွေကိုလည်းကိုစောမင်းထွေးမိသားစုကိုပေးတာမျိုးမရှိပါဘူးသူ့ဘသာသူတုံးလိုက်တာငွေကျေးတချို့ကိုတော့ရက်ကွက်အုပ်ချုပ်ရေးမှုဟန်ဝင်းအောင်ကိုခွဲပေးရတယ်လို့ပြောတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကပြောပြထားပါတယ် အဲ့ဒီရာအိမ်မုံမြင့်ကိုဟာရက်ွက်ရုံးမှာလဲနာမည်ဇိုးနဲ့ကြော်ကြားသူဖြစ်ပြီးတော့စာရွက်စာတန်းကြီးထောက်ခံစာကြီးနဲ့အဲဆင်းလာလို့ဒီလိုကိုလဲကြမ်းတမ်းစွာနဲ့အော်ဟစ်ပြောဆိုသူဖြစ်တယ်လို့သိရပါဗျ။လက်ရှိချိန်မှာပသိမ်မြို့နယ်မှာစစ်မှုန်တဲ့ဥပဒေနဲ့အုပ်ချုပ်ရေးမှုများရာအိမ်မုံများနဲ့အကြမ်းဖက်စစ်တပ်တွေကပူးပေါင်းပြီးတော့လူစားထုံးစစ်မှုန်တဲ့တပ်သားတွေများကိုအယောင်းဝယ်ဈေးကွက် ဖြစ်နေကြတော့လဲ မြို့နယ်စီမံကအောင်ကျော်ဦးနဲ့စီမံဘုံမူဇော်ထက်အောင်တို့ကအရေးယူခြင်းမရှိဘဲနဲ့၎င်းတို့ကိုယ်တိုင်ဝေစားများစားလုပ်နေကြကြောင်းတင်ပြရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မက်ဂွေတာမြန်မြို့နယ်နှောပင်ရွာတော်ဖုံကြီးကျောင်းကိုအကြမ်းဖက်ဆက်တက်ကဆက်တက်လေးထီနှစ်စီးနဲ့ဘုံကျဲတက်ခတ်ရရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တမလာ23ရက်နေ့မွန်လွယ်3:17မိနစ်ကစတင်ပြီးတော့မြန်မြွန်းနယ်နော့ပင်ရွာတော်ဖုံကြီးချောင်းကိုအကြမ်းမဆက်တက်ကစက်တက်၄ထိ၅စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းမဆက်တက်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူများထိခိုက်မှုမရှိတော့လဲလက်ရှိအချိန်မှာကြီးပါနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ မခုတ်ကူတက်မှာတရားတက်ကနေတက်လာတဲ့ဆက်တက်လေးထီနှစ်စီးကမနေ့ကမောင်းလွဲပိုင်းမှာဘုံကျဲတက်ခိုက်သွားတာပါမြိုင်မြို့နယ်အရှိတောင်ချန်းနှောပင်ရွာတောဖုံကြီးကျောင်းအနီးကိုကျဲချတက်ခိုက်သွားတာပါပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့မြိုင်တောင်မင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော်ဝင်ရှိသူကရှင်းပြထားပါတယ်အလားတူပဲမကွေးတိုင်းမြန်မြို့နယ်ပခုတ်ကူမြို့နယ်ရေစကြုံမြို့နယ်အဆက်တွေကိုလည်းအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကနှစ်ရက်ဆက်တိုက်စစ်ကြောင်းထုံးမီးရှို့နေတဲ့အတွက် ကျေးရွာ၁၁ရွာကျော်ကပြည်သူအယောက်၈၀၀၀ကျော်ဟာဘေးလွယာကိုထွက်ပြေးနေရပြီးတော့လက်ရှိအချိန်ဟာစစ်ခွေးတပ်ဟာမြေပြင်စစ်ကြောင်းအပြင် လေကြောင်းများနဲ့ပါပြည်သူများကိုပြစ်မှတ်ထားပြီးတော့ဘုံကျဲတပ်ဖြတ်နေခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခမောင်းတရင်တွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘိုရီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၁၂ဦးနဲ့လမ်းပြမော်တိုင်းသားတို့တို့ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ22ရက်နေ့ညနေ4:55မိနစ်အချိန်မှာကန်ချနာဘိုရီခရိုင် ဘက်ခနောင်မြို့မှာတိုတာကားတစ်စီးနဲ့လိုက်ပါလာတယ်။တရားမဝင်မြန်မာနိုင်ငံသား၁၂ဦးနဲ့လမ်းပြမွန်တိုင်းသား၂ဦးတို့ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ။မြန်မာနိုင်ငံသား၁၂ဦးထဲမှာအမျိုးသမီး၆ဦးနဲ့အမျိုးသား၅ဦးတို့ဖြစ်ပြီးတော့ထိုင်းနိုင်ငံအတွင်းကိုဘာသာရက်စာတဲ့နဲ့အထောက်အထားမှမရှိဘဲနဲ့ခိုးဝင်လာကြခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီမြန်မာနိုင်ငံသားများဟာမြန်မာနိုင်ငံဖျားသုံးစုကနေတစဉ်တော်လန်များအတိုင်းထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာခြင်းဖြစ်ပြီးတော့ထိုင်းနိုင်ငံမှာအလုပ်လုပ်ရန်အတွက် ပွဲစားကအဖြစ်ထိုင်းဘတ်ငွေတယောက်ကို1000ခွဲရနေ2000အထိပေးခဲ့ရတယ်လို့ပြောပါတယ်။၎င်းတို့ကိုရဲစခန်းမှာထိုင်းအာဏာပိုင်များကအမှုဖွင့်ဖမ်းဆီးထိန်းသိမ်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမ်းပါစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ